အားလုံးပဲမင်္ဂလာပါအားလုံးလည်းပြန်ပြီးတော့တွေ့ရတာအထူးဝမ်းသာတယ်အရောက်ချင်းစီတိုင်းရဲ့အတ္တတာထဲမှာအသင်းတော်ရဲ့ devotional တွေနားထောင်ခြင်းအပြင်ကောင်းကြီးဖြစ်မယ်လို့ကျွန်တော်အထူးယုံကြည်တာဖြစ်ပါတယ်နေ့တိုင်းမှာဖခင်ရဲ့စကားပြောခြင်းခံစားရမယ်လမ်းပြပေးပင်ပေးခြင်းတွေခံစားနေရမယ်လို့လည်းအထူးပဲယုံကြည်တာဖြစ်ပါတယ်ဒီနေ့မှာလည်းအသက်ရှင်တဲ့ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အနေငယ်ပြန်လည်ပြီးတော့ခွန်အားပေးခြင်းနဲ့တော့ဖခင်တခင်ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကျွန်တော်တို့ကိုးစားတဲ့ဖခင်ကလူတွေအားလုံးကို အမြဲတမ်းအခွင့်အရေးပေးတဲ့ဘုရားဖြစ်တယ်ဆိုတော့ရှေးစွာပြောပြခြင်းတယ်ကျွန်တော်အားလုံးကနော်တစုံတယောက်ကထူးပြီးတော့အခွင့်အရေးရနေရမဟုတ်ပါဘူးအခုဘုရားခင်ကြီးမားစွာအသုံးပြုတဲ့သူတွေဘုရားဘိတ်သိက်အသုံးပြုတဲ့သူတွေအားလုံးနော်နှုတ်ကပတ်တော်ထဲမှာဘုရားသုံးခဲ့တဲ့သူတွေအားလုံးဟာဘုရား ပေးတဲ့အခွင့်အရေးတွေကိုအမိအယာယူခဲ့တယ်သူတို့လှုပ်ဆောင်ခဲ့တယ်ဖျားစကားကိုသူတို့နားထောင်ခဲ့တဲ့အတွက်ဘုရားခင်ကြီးစွာချီးမြှောက်တာဖြစ်ဖြစ်ပါတယ်ဘုရားခင်တုံးတာဖြစ်ပါတယ်ဒီနေ့မိတ်ဆွေတင့်ကိုလည်းဘုရားခင်ကအခွင့်အရေးပေးတဲ့ဘုရားပါဒါပေမဲ့တင်အဲ့ဒီဘုရားပေးတဲ့အခွင့်အရေးကို ကောင်းမွန်စွာအသုံးပြုလားအတုံးမပြူဘူးလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဘုရားခင်တင့်ကိုချီးမြှောက်လို့ရမလားမရဘူးလားဆိုတော့ကိုပြန်ပြီး ပိုင်းခြားလို့ရတာဖြစ်ပါတယ်လူတော်များများကဖျားပေးတဲ့အခွင့်အရေးကိုကောင်းစွာအသုံးမချဘူးဖျားပေးတဲ့အခွင့်အရေးကိုဖျားပြောတဲ့စကားနားမထောင်တဲ့အတွက်ဖျားပေးတဲ့အခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးရတာဖြစ်ပါတယ်အာမင်ဆိုတော့ဖျားခင်ပေးတဲ့အခွင့်အရေးတွေကိုမြင်တတ်တဲ့သူဖြစ်ပါပြီးတော့ဖျားပေးတဲ့အခွင့်အရေးတွေကိုအသုံးချပါပြီးရင်ဖျားပြောတဲ့စကားကိုနားထောင်ပါလို့ကျွန်တော်ရှေးစွာအားပေးခြင်းတယ်ကျွန်တော်စံစာတစ်ခုဖတ်ခြင်းတယ်တမရရွှင်တတ္တယဆောင် အခန်းကြီး7အခန်းငယ်38မှာဒီလိုပြောပါတယ်တင်ဒီငါမာထားသည်မြကို နားထောင်၍ငါကျွန်ဒါဝိတ်ပြုတ်တကယ်တော့ငါဤလန်းတို့ကိုလိုက်ရငါရှေ့၌မှန်သောတရားငါစီရင်ချက်ပြည့်ညက်များကိုစောင့်ရှောက်လျင်တင်နှင့်အတူငါရှိ၍ဒါဝိတ်အဖို့မြဲမြံသောအိမ်ကိုစောက်သည်နီးတူ တင့်အဖို့ဆောက်၍ဣတရီလနိုင်ငံကိုငါပေးမည်အာမင်ဟာလေလုယာဒီနှုတ်ကပတ်တော်ကဘာဘုသူ့ကိုပြောနေရလဲဆိုရင်ရေယောပေါင်းဆိုတဲ့လူကိုပြောတာဖြစ်တယ်။ဘာအကြောင်းပြောတယ်လဲဆိုတော့ဒါဝိရဲ့သားဖြစ်တဲ့ရှောလမုန်မင်းကြီးဟာတကယ်ကို နော်ရှောလမုန်မင်းကြီးဟာဖျားခင်ကြီးစွာအသုံးပြုခဲ့တယ်။သူများနဲ့မတူတဲ့ဉာဏ်ပညာကိုရတဲ့မင်းဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့အသက်တာထဲမှာ သူဟာမိမတွေအများကြီးမိမအယောက်တထောင်လောက်သူယူလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုရင်အဲ့ဒီမိမတွေကသူ့ရဲ့နှလုံးသားကိုဖျားတခင်စီကနေလမ်းလွဲသွားစီခဲတာဖြစ်တယ်ဆိုတော့ဖျားရဲ့မာရတဲ့ပင်ရဲ့တရားတွေဖျားခင်အသက်ရှင်စေခြင်းတဲ့အတိုင်းအသက်မရှင်မဲနဲ့ရှောလမုန်မင်းကြီးရဲ့နှလုံးသားကဖျားစီကနေလမ်းလွဲသွားတဲ့အခါမှာဖျားတခင်ကတအားကိုစိတ်ဆိုးတာဖြစ်ပါတယ်ဖျားခင်အယမ်းစိတ်ဆိုးတယ် ကျမ်းစာမှာဒီလိုပြောတယ်တမန်ရှင်တတရဆောင်အခန်းကြီး7အခန်းကြီး7မှာတင်းဒီဤတို့ပြုတ်၍ငါဖွဲ့သောပဒိညင်းနဲ့ငါမာထားသောတရားကိုမဆောင်မင်းနေသောကြောင့်နိုင်ငံတော်ကိုတင့်လက်မှငါဆက်ဆက်နှုတ်၍တင့်ကြွအားပေးမိတဲ့ဖခင်ခင်ကတော့ရှောလမုန်မင်းကြီးကိုများစွာတော့အခွင့်အရေးပေးခဲ့တယ်အကောင်းဆုံးတော့အရာတွေပေးခဲ့တယ်ဒါမဲ့သူဟာအဲ့ဒီအခွင့်အရေးကိုကောင်းစွာမသုံးခဲ့ဘူးဖြစ်တယ်သူ့ရဲ့အဖေဒါဝိမင်းကြီး မျက်နာကြောင့်ဘုရားခင်ကရှောလမုန်ကိုအကောင်းဆုံးသောအရာတွေပေးခဲ့တယ်။အကောင်းဆုံးသောထိနှံ့ကို ပေးတယ်၊ဉာဏ်ပညာကို ပေးတယ်၊ဘုံစည်းစိမ်တွေကိုပေးတယ်။ဒါပေမဲ့ तू ဟာအောင်မြင်မှုတွေများပြားလာပြီးတော့သူ့ရဲ့နှလုံးသားနော်တခြားဘုရားတွေနောက်ကိုလဲ့သွားတယ်။ဘုရားလမ်းကနေလွဲသွားတယ်။ဘုရားနဲ့သူ့ကြားကသူ့ရဲ့ဖခင်နဲ့ဘုရားရဲ့ကြားကဗဒင်ရှင်လမ်းကနေ तू ဟာလွဲသွားတဲ့အတွက်ဘုရားကပြောလဲဆိုရင်ငါမာထားတဲ့တရားငါဗဒင်ရှင်ကိုမစောင့်တဲ့အတွက် နိုင်ငံတော်ကိုဒီအစ္စရေးနိုင်ငံကိုတင့်လက်ကနေနှုတ်ပြီးတော့ဘု து ပေးမလဲဆိုရင်တင့်ကျွန်မင်းရဲ့ကျွန်ဖြစ်တဲ့ရေယောပောင်ကိုငါပေးမယ်ဒါပေမဲ့ဖခင်ကလေဒါဝိရဲ့မျက်နှာကိုထောက်ပြီးတော့ဣတရီလာ12နိုင်ငံလုံးကိုမပေးဘူးဆယ်ဆယ်နိုင်ငံကို ရေယောပောင်လက်ထက်ကိုအားလိုက်တယ်ဒါနဲ့ရေယောပောင်ကိုအပ်တဲ့အခါမှာလေရေယောပောင်ကိုဘာထပ်ပြော့လဲဆိုရင်ဖခင်ကကျွန်တော်တို့ဖတ်တဲ့အခန်းငယ်38မှာ ငါမှားထားတဲ့စကားကိုနားထောင်နေဆိုရင်တဲ့ငါကျွန်ဒါဝိတ်ပြုတကယ်တော့ငါလမ်းတို့လိုက်တယ်ဆိုရင်ငါရှိမှမှန်တော်တရားငါစီရင်ချက်ပြည့်ညက်တရားကိုစောင့်ရှောက်လျင်တင်တဲ့သူငါရှိ၍ဒါဝိတ်အဖို့မြဲမြံသောအိမ်ကိုစောက်တည်နီးသူတင့်အဖို့စောက်၍ဣတရီလနိုင်ငံကိုငါပေးမိတယ်ကြည့်နော်သူ့ရဲ့ကျွန်ဖြစ်တဲ့ရှောလမုန်ရဲ့ကျွန်ရှောလမုန်ရဲ့တပည့် ဒီရေရောပေါင်ကို10နိုင်ငံပေးတဲ့အခါမှာဖရာဘာပြောလဲဆိုရင်ဒါဝိလိုပဲငါပြောတဲ့စကားကိုနားထောင်တယ်ငါပညာတွေကိုစောင့်ရှောက်မယ်ဆိုရင်ဒါဝိရဲ့ ठी နန်းကိုဒါဝိရဲ့ယာဇပလင်ဒါဝိရဲ့အိမ်တော်ကိုငါဆောက်ပေးသလိုမျိုးတင်းရဲ့အိမ်ကိုလည်းငါဆောက်ပေးမယ်တင်းရဲ့အိမ်ကိုငါဆောက်ပေးမယ်ရေရောပေါင်ပြောနေရဖြစ်တယ်တနည်းအားဖြင့်ရေရောပေါင်လည်းဒီအခွင့်အရေးကိုရတယ်ရေရောပေါင်လည်းရတယ်ဒီနေ့မိတ်ဆွေတင်လဲအကယ်လို့တော့ ဖယားစကားကိုနားထောင်မယ်ဖယားရဲ့စီရင်ချက်ပြည့်ညက်တရားတွေလိုက်လျှောက်မယ်နှုတ်ကပတ်တော်ကပြောတဲ့အရာကိုဝန်ခံမယ်နှုတ်ကပတ်တော်ကပြောတဲ့အတိုင်းအသက်ရှင်မယ်ဆိုရင်တေးချတဲ့ဖယားတခင်ကတင့်အတွက်လဲကြီးမြတ်တဲ့အိမ်ကိုဆောက်ပြီးမှဖြစ်တယ်ကျွန်တော်တို့ရဲ့ဝိဉ္ဇဖခင်မိခင်ကြီးတွေအခုကာလမှာဖယားခင်ကြီးစွာအသုံးပြုတယ်နိုင်ငံတကာလူမျိုးတကာရဲ့ကြားထဲမှာသုံးတယ်သူတို့နဲ့ဖခင်ရဲ့ကြားထဲကပဋိညင်သူတို့ဖခင်ရဲ့စကားကိုနားထောင်တယ်လို့ သူတို့ဖျားနဲ့အတူတူသွားသလိုဖျားရဲ့မျက်မှောက်တော့ဖျားရဲ့ဘုံတော့ဖျားရဲ့အသံတော့ဆံငတ်သလိုကျွန်တော်ဆံငတ်မယ်နားထောင်မယ်စောင့်ရှောက်မယ်ဆိုရင်တိတ်ချရတယ်ကျွန်တော်ဝိညာဉ်ဖခင်မိခင်ကြီးတွေကိုဖျားခင်ချီးမြှောက်သုံးသလိုတဲ့ကိုလည်းသုံးမှာဖြစ်တယ်ကျွန်တော်တို့ကိုလည်းသုံးမှာဖြစ်တယ် ျွန်တော်တို့လည်းအဲ့ဒီအခွင့်အရေးကိုဘုရားခင်ပေးထားပြီးသားဖြစ်တယ်။တင်းကိုလည်းဘုရားခင်အခွင့်အရေးပေးတယ်။ဒါကြောင့်တင်းဟာကြီးမြတ်တဲ့ဘုရားသုံးတဲ့ပုံကိုယ်တွေကိုအားကြယုံမဲမဟုတ်သူတို့ဘလို့အသက်ရှင်လဲဆိုတာကိုမြင်ဖို့လိုတယ်။တင်းယူဖို့လိုတယ်။သူတို့အသက်ရှင်တဲ့အတိုင်းသူတို့ဟောပြောတဲ့အတိုင်းကျွန်တော်တို့လက်တွေ့လိုက်လျှောက်သူတို့လှုပ်တယ်လို့သူတို့ပေးကမ်းတယ်လို့သူတို့အေဝံဂေလိဟောတယ်လို့သူတို့ဘုရားနိုင်ငံတော်တွေပေးကမ်းတယ်လို့ကျွန်တော်တို့လည်းပါဝင်ပေးကမ်းဖို့ရန်အတွက်လိုတယ် အာမင်သင်ကဖခင်ကြီးစွာကောင်းကြီးပေးပါလို့ပြောနေုံနဲ့တော့ကြီးမြတ်တဲ့သူဖြစ်လာမှာမဟုတ်ဘူးဖခင်သင်ကိုပေးထားပြီးတာအခွင့်အရေးဖြစ်တယ်အမိရယူပါဟာလေလုယာဖခင်ကြီးစွာချီးမြှောက်နေတဲ့ကောင်းဆောင်ကြီးတွေဘုရားခင်အသုံးပြုခဲ့တဲ့ပုံကိုယ်တွေဘလို့အသက်ရှင်လဲဒါဝိဘလို့မျိုးနှလုံးသားနဲ့ဘုရားရှိခိုးအသက်ရှင်လဲဟာလေလုယာဘုရားခင်ပြောတယ်ဒါဝိလိုပဲသင်ဟာငါရဲ့ပြည့်ညက်တရားတွေကိုစောင့်ရှောက်မယ်ဆိုရင်သင်နဲ့အတူငါရှိမယ်ဒါဝိရဲ့အိမ်ကိုစောင့်ပေးသလိုတင့်ရဲ့အိမ် ်သင့်အဖွဲ့သင့်အတွက်အိမ်ဆောက်ပြီးမှဖြစ်တယ်။ဟာလေလုယာဒါကြောင့်မိတ်ဆွေကျွန်တော်အားပေးခြင်း ਨੇ ဒီနေ့မှာသင်ဟာအခွင့်အရေးရှိတဲ့သူဖြစ်ပါတယ်။သင်ဖရားစကားနားထောင်မယ်၊ဖရားရဲ့ပြည့်ညက်တရားကိုစောင့်ရှောက်မယ်၊ဖရားခင်မှားထားတဲ့အတိုင်းလက်တွေ့အသက်ရှင်မယ်ဆိုရင်ဖရားခင်သင်ရဲ့အိမ်ကိုလည်းကြီးမြတ်တဲ့အိမ်ဖြစ်စေမှာဖြစ်တယ်။ကျွန်တော်ရဲ့ဝိညာဉ်ဖခင်မိခင်တွေအသက်ရှင်တယ်လို့သူတို့ဖရားနိုင်ငံတော်အတွက်အဖိုးခပေးတယ်လို့ဖရားတခင်ကိုသူတို့အသက်တာထဲမှာဦးစားပေးတယ်လို့ကျွန်တော်တို့ဦးစားပေးမယ်။ ဖရားခင်ရဲ့မျက်မှောက်တော်ကိုဆံငတ်မယ်ဖရားရဲ့အတန်ကိုနားထောင်ပြီးတော့နေ့ရက်တိုင်းမှာအသက်ရှင်သွားလာမယ်ဆိုရင်သိချတယ်ဖရားခင်ကတင့်အတွက်ကြီးမြတ်တဲ့အိမ်ကြီးမြတ်တဲ့အနာဂတ်ကိုဖရားခင်တိဆောက်ပေးမှာဖြစ်တယ်ဆိုတော့ပြောပြချင်တယ်အရောက်ချင်းစီတိုင်းရဲ့အပေါ်မှာဖရားခင်ကောင်းချီးပေးပါစေ။